တော့ခန္ဓာကိုယ်မှာနေမကောင်းဖြစ်ရင်ဗျာနော်စေခံသွားတယ်ဘယ်သူရှက်လဲငါနေမကောင်းဖြစ်လို့စေခံသွားတယ်ဟိုတနေ့ကတော့ငါဆေးတလုံးထိုးလိုက်ရသေးတယ်ငါ drip တော့ချိန်လိုက်ရသေးတယ်ပုံမှန်လည်းပဲပြောနေတာဘာဖြစ်လို့ကိုယ်ခန္ဓာကိုယ်ကြီးဒီနေမကောင်းဖြစ်တာဘာဆန်းလဲဘာမှမဆန်းအဲ့ကျွန်တော်ကကိုလုံးသိလုံးထိုက်တဲ့ဟာလုံးဖြစ်တယ်အဲ့ဒါကိုပါဆန်းနှာစီးတယ်ဆိုတော့နှာစီးပြောက်စီးတောက်တယ်နော်ပါဆန်းအဲ့ကျွန်တော်နေမကောင်းဖြစ်တယ်ကျွန်တော်ဘေးရလူတွေရဝိုင်းပြီးပြူစုကြတယ်ညကျွန်တော်စားကျင်တာတွေချက်ပေးကြတယ်နော်ဒါဟုတ်ပါဆန်းလဲ နော်တတရားတစ်ခုကိုဘလုံးမလုပ်လို့မရတော့ဘူးကိုယ့်ကိုစေတောက်တာလည်းမရဘူးမရဘူးဘေးဘဝင်ချင်းကဝိုင်းပြီးတော့လုပ်ပေးရလဲကိုမရဘူးဆိုရင်ဘသူစီသွားလဲကျွမ်းကျင်တဲ့သူစီသွားတာဒါပါဆန်းလဲဘာမှဆန်းတဲ့ကိစ္စမဟုတ်အဲ့တော့စိတ်ပိုင်းဆိုင်ရာမှလည်းဒီလိုပဲစိတ်ပိုင်းဆိုင်ရာနေမကောင်းဖြစ်တတ်တဲ့အချိန်တွေဆိုတော့ကျွန်တော်တို့မှာရှိရှိကိုလုံးတဲ့လက်ပြတ်တိုင်းလုပ်မယ်ပေါ့ဒါပေမဲ့ဒီဗီဒီယိုလေးတွေကြည့်မယ်ဘာမှမဟုတ်လဲ meditation လုပ်တာတို့ physical exercise လုပ်တာတို့နော်အာကျွန်တော်တို့ journaling လို့ခေါ်တဲ့ကိုယ့်ရဲ့ခံစားချက်တွေချရေးတာတို့တရရွက်ကိုရင်ဖွင့်တာတို့ဒါကြီးကျွန်တော်တို့လည်းလုပ်ရတာပဲ နော်ဆိုတော့ဒါ ਈ လုတ်လိုက်လုတ်တယ်ဒါကိုယ့်အကောလုတ်သိလုတ်တတ်တယ်ဒါ ਈ လုတ်တယ်ဒါပါဆန်းလိုက်ခုနနှာစီးပြောက်စီနှာစီးလို့နှာစီးပြောက်စီတောက်တဲ့အတိုင်းပဲပေါ့နော်ဒါဘာမှဆန်းတဲ့ကိစ္စမျိုးရှက်စရာလည်းမလိုအဲ့လိုပဲတူတယောက်ရဲ့အကူအညီကိုယူတယ် question ဖွင့်တယ်နော်တယောက်ယောက်စီကအားပေးစကားကိုကယူလို့နားထောင်တယ်ဆိုတော့ဒါလည်းရှက်စရာကောင်းတယ်ကိစ္စမဟုတ်ဘူးနောက်ဆုံးကိုဘလို့မှမရတော့ဘူးကိုရဲ့ကိုမှရှိတဲ့ trauma ကိုမှရှိတဲ့စိတ်ပိုင်းဆိုင်ရာအဆင်အခြေအနေကကိုယ့်ကိုလုံးလုံးမရတော့ဘူးဆိုရင်ကျွမ်းကျင်ကျွမ်းကျင်သူစီသွားပြီးတော့ကျွန်တော်ဆွေးနွေးမယ်နော်အတိုင်းပဲမယ်ဒါတော့ဘာရှက်စရာလို့လဲ